ကျောင်းကိုပေါ့နော်ဒီ Idol Management Institute ကို2020 2022ခုနှစ်အောက်တိုဘာ18ရက်နေ့မှာကျွန်မစပြီးတော့တည်ထောင်ပြီးခဲ့ပါတယ်အဓိကဒီကျောင်းကိုတည်ထောင်ခဲ့ရတဲ့ရည်ရွယ်ချက်ကတော့ကျောင်းသားတွေအနေနဲ့ပေါ့နော် career ပေါ့ဒီ career career life မှာလိုအပ်တဲ့ပညာရည်ရည်ကိုသင်စားလေးပေါ့သင်စားပြသပေးမယ်တဲ့ဒါစီးပူးမယ်ရအောင်ပေါ့ဒါကြောင့်လည်းကျွန်တော်ကဟို အကြောင်းဖတ်တာရက်တွေတိတ်မခွင့်ဖြစ်ပဲတဲ့ဟိုအကြောင်းသားတွေတော့တကယ်လို့အပ်နေတဲ့ research ဖတ်တာရက်တွေပြီးတော့ကျမတို့ရဲ့အကြောင်းမှာဆိုလို့ရှိရင်အခု supply chain ထပ်ပြီးတော့လည်းကျမ creative ထပ်လုပ်ပါလိမ့်ရှိပါတယ် တို့ဒီကျွန်တော်ရဲ့ဇာမတ်ကျောင်းသူတွေနောက် IQ UK ကို exam ကိုအောင်အောင်မြင့်မြင့်အထူးဆိုရင်လည်းအမှတ်ပြည့်နီးပါးနော်သူတို့ကြကြောက်ပေါ့နော်အာ high achiever တွေရှိတယ်အဲ့ဒီလူတွေအားလုံးကိုလည်း congratulation ဆိုပြောပါရစေ IQ အနေနဲ့အခုလက်ရှိ diploma တွေအားလုံးကကျွန်တော်တို့ IQ UK ကအဖွဲ့အစည်းအပေးရတယ်မဟုတ်ပါဘူးကျွန်တော်တို့ government recognition ပါပါတယ်အာ UK မှာကျွန်တော်တို့ government body လေးခုရှိပါတယ် เนาะอังกฤษတစ်ခွဲ့เนาะสกอตแลนด์တစ်ခွဲ့ဝေးလ်စ်တစ်ခွဲ့เนาะနော်သန်အိုင်လန်တစ်ခွဲ့ပေါ့เนาะအဲ့ဒီမှာတကဘာလုံးကို internationally သွားတာကကျွန်တော်တို့ရဲ့ဒီสกอตแลนด์ရဲ့အင်္ဂလန်ဘက်ကအဓိကသွားပါတယ်ဒီ qualification တွေအားလုံးဒီ SCQF လို့ခေါ်ပါတယ် framework ပေါ့နော်သူတို့ရဲ့ Scottish Credit and Qualification Framework နဲ့ recognized ဘာလဲ credit ပေးပါလေ LTF ရဲ့အစိုးရတက်ကူတစ်ခုနဲ့ကျွန်တော်တို့ UWS လို့ခေါ်တာပေါ့နော် ဲ့ဒီဒီ West of Scotland နေပြီးတော့လည်းထပ်မံ recognize လုပ်တဲ့ဟာတွေကိုထိုက်တဲ့တိုင်တိုင်ရရှိလာတာဖြစ်ပါတယ်